ကလေးအုတ်ထင်းခွင်ကဘလိုမျိုးတွေမှာကျမတို့တရားရုံးမှာအုတ်ထင်းခွင်တောင်းရတယ်လဲဆိုတော့မိခင်ရောဖခင်ကောကဒီနှစ်ဦးသဘောတူမှုမရှိဘူးပေါ့နော်ဖအေဖြစ်သူကလည်းသားသမီးကိုခေါ်ထားခြင်းတယ်လို့မအေဖြစ်သူကလည်းသူ့ရဲ့သားဖြစ်တာဖြစ်တဲ့အတွက်သူကလည်းအုတ်ထင်းခွင်ရခြင်းတယ်ဒီလိုမျိုးလွန်ဆွဲနေတဲ့အခြေအနေမှာကျမတို့ကျမတို့ရှိနေရှိရတရားနေပြီးတော့သားသမီးအုတ်ထင်းခွင်ကိုတရားရုံးကနေပြီးတော့ အုတ်ထင်းခွင့်တောင်းခံပြီးတော့အမှုဖွင့်ရတာတွေရှိပါတယ်။အကယ်၍မိတ်ဆွေကမိတ်ဆွေကအမျိုးသားတော်လည်းကောင်းအမျိုးသမီးတော်လည်းကောင်းပေါ့နော်။ဒီကလေးအုတ်ထင်းခွင့်နဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်ရမလဲဆိုတော့တရားရုံးကိုလည်းမရောက်ချင်ဘူးဆိုလို့ရှိရင်အဲအမျိုးသားနဲ့အမျိုးသမီးနဲ့ညှိနှိုင်းပေါ့နော်။ညှိနှိုင်းပြီးတော့ကလေးရဲ့အသက်အရွယ်ကာလတစ်ခုအထိမိခင်ကတော့စောင့်ရှောက်မယ်။ဟုတ်ပြီအဲမိခင်ကတော့ အုတ်ထင်းခွေပေါ့နော်အုတ်ထင်းခွေပြုစုဆောင်ရှောက်ပြီးမယ်ဒီလိုမျိုးပြုစုဆောင်ရှောက်တဲ့အခါမှာကြာတင်တဲ့ကလေးရဲ့စာဝတ်နေရင်ပြီးတော့ပညာသင်စရိတ်ဒီလိုစရိတ်တွေကိုတော့ဖတ်ခင်ရပြီးနိုင်လားဒါမှမဟုတ်မပြီးနိုင်ဘူးလားဒါမှမဟုတ်လို့ရှင်ဖတ်ခင်ရပဲခေါ်ယူပြီးတော့ထိန်းသိမ်းဆောင်ရှောက်မလားကလေးပဲအသက်အရွယ်ထိလဲဆိုတာတွေကိုကျမတို့ကကျမတို့ကပေါ့နော်ဒီလိုမျိုးစဉ်းစားညှိနှိုင်းပြီးတော့ရှိနေရှိရဲ့နဲ့စာကျုပ်စာရမ်းတွေတကွချုပ်ဆို့ ချုပ်ဆိုပြီးတော့သားသမီးအုပ်ထိန်းဝင်တွေကိုလည်းတရားရုံးမှာတရားဆွဲဆိုပြီးတော့တောင်းခံခွင့်တောင်းခံစရာမလိုဘဲနဲ့ပေါ့နော်သားသမီးအုပ်ထိန်းခွင့်တောင်းလို့ရပါတယ်ဒါကတော့ကျမတို့နှုတ်ဦးသဘောတူမိခင်ရောဖခင်ရောကနှုတ်ဦးစလုံးသဘောတူညီမှ စာချုပ်စာတမ်းနဲ့ဂတိပေါ့နော်ဂတိကဝတ်လုတ်ပြီးတော့သားသမီးကိုသူတလက်ကိုတလက်ဆိုပြီးတော့ထိမ့်သိဆောင်ရှောက်အုတ်ထင်းဝင်ကိုယူကြတာဖြစ်ပါတယ်ဒီလိုမျိုးတစ်ဖက်နဲ့တစ်ဖက်နဲ့ကအလျှော့အတင်းလည်းမရှိဘူးဒီကလေးရဲ့ရှေ့ရည်နောင်ရည်တွေလည်းမစင်စားဆင်ကျင်ပဲနဲ့မိမိရဲ့ရယူလိုမှုတစ်ခုတည်းနဲ့သားသမီးအုတ်ထင်းဝင်ကိုငါရမယ်ငါယူမယ်ဆိုတဲ့စိတ်နဲ့မိမိလိုရဲ့ပေါ့နော်အတာကိုရှေ့ရန်တင်ခဲ့မယ်ဆိုလို့ရှင်ရင်တော့ ရှိနေရှိရကနေပြီးတော့ဒါဆိုလို့ရှင်တော့မင်းတို့နှိမ့်နိုင်လို့မရတော့ဘူးနှိမ့်နိုင်လို့မရတာဖြစ်တဲ့အတွက်တရားရုံးတော်ကနေပြီးတော့မင်းဟာအုတ်ထင်းခွင့်တောင်းရမယ်ဒီလိုအုတ်ထင်းခွင့်တောင်းတဲ့အခါမှာမင်းစီမှာဘလို့အချက်လက်တွေဘလို့အရေးအသွေးတွေရှိရမယ်ဒါတွေကိုတော့မိမိနိုင်ရမယ်ပေါ့နော်ရှိနေရှိရနဲ့ထပ်ပြီးတော့တိုင်မြင်ပါလို့ကျွန်မကဒီဗီဒီယိုလေးကနေပြီးတော့ဒါသမီးအုတ်ထင်းခွင့်နဲ့ပတ်သက်ပြီးတော့ညှောက်ဝေပြီးတာဖြစ်ပါတယ်ရှင်အလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်